မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တက္ကသိုလ်အမြန်လန်းခိတ်ကိုတက္ကသိုလ် PDF ဖွင့်ရောက်တိုက်ခိုင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်၂ဦးသေဆုံးပြီးစစ်ဗိုလ်တအူဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နေပြည်တော်ကောင်စီနယ်မြေတက္ကသိုလ်မြို့နယ်ရှိရခိုင်မန္တလေးအမြင့်အလန်းပေါ်တွင်တည်ရှိသည့်စစ်ကော်မရှင်၏ခိတ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရခိုင်မန္တလေးအမြင့်အလန်းမိုင်းတိုင်အမှတ်239ရှိ လေကဒတာစစ်ကော်မရှင်ခိတ်စခန်းကိုပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ည9:45မိနစ်တွင်နေပြည်တော်တပ်ကောင် PDF အမှတ်803မှာရဲဘော်များကကြောက်ကြားနှစ်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တိုက်ပွဲချချိန်30မိနစ်တွင်စစ်ကော်မရှင်တပ်မှတပ်ဖွဲ့ဝင်အုပ်သေးဆုံးပြီးဗိုလ်ကြီးအဆင့်ရှိသူတအူဒဏ်ရာပြင်းထန်၍စေယုံသို့ပို့ဆောင်ကုသထားရကြောင်းတရင်အမှတ်803မှာထုတ်ပြန်ထားပါတယ်။ ်လင်းကပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အပြန်လန်းနောက်ဖက်ချမ်းရှိကျေးရွာများကိုစစ်ကောင်မရှင်ဘက်မှစစ်ကြောင်းထိုးဝင်ရောက်နေကြောင်းဒေသခံတရင်ရင်းမြစ်ထံမှသိရပါတယ်။ PDF တပ်ရင်းအမှတ်803မှာလည်းစစ်ကောင်မရှင်စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့်ကျေးရွာနေပြည်သူများအနေဖြင့်စစ်ရေးတရီဖြင့်နေထိုင်သွားလာကြရန်ထုတ်ပြန်တရီပေးထားပါတယ်။ဆလဘီဗရောင်မြို့နယ်နေရာစုံ၌တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ဘက်မှပြေးဆုံးနှင့်ထွက်ပြေးသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းအနောက်ချမ်းပရောင်းတက်နေညောင်ကျိုးစစ်မျက်နှာပြင်တွင်အာရကတပ်တော် AA နှင့်စစ်ကော်မရှင်တို့ခြေထွေးတိုက်ပွဲများပြင်းထန်နေကြောင်းသိရပါသည်။စီရေးကုတ်ကဲမှုဌာနချုပ်စကခန်း30မော်လိုက်ဤလက်အောက်ခံတပ်ရင်းများသည့်ညောင်ကျိုးညောင်ခြေတောင်နှင့်ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ16အနီးတိုက်ပွဲတို့တွင်ထိခိုက်သေးဆုံးထွက်ပြေးမှုများရှိနေပြီးအထိနာလျက်ရှိကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။ AA ကဖမ်းဆီးရမိတဲ့တပ်တွေထဲမှကလေးနဲ့ဖောင်းမြင်ကတပ်တွေပါဝင်နေတယ်။ ပြီးခဲ့တဲ့၄ရက်နေ့ကလည်းရောင်ခြေတောက်ကလွတ်လိုက်တဲ့တက်တွေကစင်းကလေးအားထွက်ပြေးကြတယ်လို့သတင်းထွက်ထားတော့အေအေက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းအမှန်ပါပဲ။ရောင်ချိုးတဝိုက်နဲ့ကပ္ပစ6အနီးမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါတယ်။ရှက်ခုနိုဝင်ဘာ၈ရက်၉ရက်၁၀ရက်နေ့တို့တွင်ရောင်ချိုးစစ်မျက်နှာပြင်မှထွက်ပြေးပြီးဖမ်းဆီးရမိသူလက်နက်ချအလင်းဝင်သူစစ်ကော်မရှင်တပ်ဖွဲ့ဝင်30ခန်းကိုအေအေကထိမ့်သိမ်းထားကြောင်းနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်လာပါတယ်။ စစ်ကော်မရှင်ဤစကခ30လက်အောက်ခံခမရ363နှင့်ခမရ363တပ်ရင်းများမှစစ်ကော်မရှင်တပ်ဖွဲ့ဝင်16ဦးကိုကပတ်စ16အနီးတိုက်ပွဲများအတွင်မှအေအေခဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်ရောင်ကျိုးကြီးပါနဲ့အရှိတ်ဘတ်မီတာ2500အကွာ၌ရှိသည့်လေတာတောင်ပတ်ဝန်းကျင်တွင်လည်းတိုက်ပွဲများပြင်းထန်ခဲ့ပြီးခမရ368တရင်တစ်ခုထဲမှစစ်ကော်မရှင်10ဦးကိုအေအေကလက်ရဖမ်းဆီးရမိခဲ့ပါသည် ထို့ပြင်ပရာမြို့နယ်ကပါစ16အနီးရင်းဆိုင်တိုက်ပွဲများအတွင်မှလည်းခမာရ363တပ်ရင်းမှတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့သည်ဟုဆိုပါတယ်။ထိတွေ့တိုက်ပွဲများမှာရခိုင်ရုံးမပေါ်နှင့်ရုံးမအောက်တောင်ကြားလမ်းများတွင်ပြင်းထန်နေခဲ့ပြီးကပါစ16ဤကကင်းနေရာမြောင်ကျိုးစင်လန်ကြားလေတာတောင်ကျော်666စက္ကန့်ကုန်အနီးတို့တွင်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့ White 666စက္ကန်ကုန်ဒီကပ္ပစ66၏အဓိကကကင်းစက္ကန်ကုန်ဖြစ်ပြီးခဏမိုင်းကျော်กว่าဝေးကြောင်းသိရပါတယ်။စစ်ကော်မရှင်တပ်များအနေဖြင့်ဆင်လန်နှင့်ညောင်ချေတောက်တို့ဘက်မှအင်အားစုဖွဲ့လာသည့်စစ်ကြောင်းသည်ညောင်ကျိုးဘက်ကိုတံပြန်တိုက်စစ်ဆင်လာသည့်အနေအထားသို့ရောက်ရှိနေကြောင်းသိရပါတယ်။လက်ရှိတွင်စက္ကခတ်တဆယ်မော်လိုက်၏လက်အောက်ခံတပ်ရင်းများမှတပ်ဖွဲ့ဝင်30ကျော်သည်၃ရက်အတွင်းကစင်ကလျားထွက်ပြေးကအလံဖြူထောင်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးလာရှုံမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းသည့်ဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စစ်ရေးတင်းမာကလာရှုံမြို့ခွင့်ပေါများနဲ့လမ်းများပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းမှုကြောင့်ကိုကန်နဲ့စစ်တဲ့အကြာနှစ်ဖက်စစ်ရေးတင်းမာပြီးလာရှုံမြို့ပွင့်ပေါများနဲ့လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းဒေသခံပြည်သူများနဲ့စစ်ရေးတရင်ရင်းမြစ်များထံမှသိရပါဗျ။ယခုနိုဝင်ဘာလ3ပိုင်း MNDAA တပ်များနှင့်စစ်တပ်တို့အကြားပုံမှန်တွေ့ဆုံမှုများလှုပ်ဆောင်ခဲ့စဉ်စစ်တပ်က MNDAA တပ်များကိုလာရှိုမျိုးပင်ခြေရွာများတွင်တက်ဆွဲထားမှုမှဆုတ်ခွာပေးရန်အမိန်ပေးလာရမှနှစ်ဖက်စည်ရေးတင်းမာမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းဒေသစည်ရေးသတင်းရင်းမြစ်တချို့ကပြောပါရယ်အဆိုပါပြောဆိုချက်နဲ့ပတ်သက်၍ MNDAA ဘက်ကစက်တွေမိမြအတီးပြုတ်ရန်ကြိုးစားတော့လေတစုံတရာတုံ့ပြန်ခြင်းမရှိပေ။လက်ရှိတွင်လာရှုမျိုးကိုဝင်ရောက်နိုင်သည့်ဒီဘောတတောင်နတ်လန်ဟိုရတို့ကို MNDAA နဲ့စစ်တပ်နှစ်ဖက်စလုံးကဖိတ်ပင်ထားကြောင်း လက်ရှိနှစ်ဖက်စီတင်းမာမှုရှိတော်လဲတနက်ပေါက်ဒီအထိမဖြစ်နိုင်ပေတရုတ်နိုင်ငံကကြားဝင်မှုဖြင့်ဖြည့်ရှင်းနိုင်လိမ့်မည်ဟုယူဆကြောင်းအတိကအဖြစ်စစ်တပ်ကအင်အားပြန်လည်စုစည်းမိလာချိန်တွင် MNDAA အပေါ်အပေါ်စီးကပြန်လည်ဆက်ဆံရန်ကြိုးစားလာခြင်းဟုယူဆနိုင်ကြောင်းဒေသစီရေးတရင်ချင်းမြက်ကသုံးသပ်ပါတယ်။ဒီဘော်ဒရာကနေတော့ဘသူမှဖိမဖြတ်တော့ဘူးအခုစီရေးတင်းမာလာလားဘာအကြောင်းလဲတော့သိချာမသိသေးဘူးကြားထဲမှာတရုတ်ကကြားဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့တနက်ပေါက်တဲ့အထိဖြစ်ကြမယ်လို့မထင်ပါဘူး။ နှစ်ဖက်တင်းမာပြီးတရုတ်ကဝင်ကြီးလိုက်ရင်ပြီးသွားမှာပဲလန်ဒန်သားတွေပိတ်တာကလည်းခဏလောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ဟုဒေတာစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်တို့ရတွင်စစ်တပ်ကတရုတ်ဤချောင်းဝင်မှုကိုခရုမဆိုင်ပဲရှမ်းပြည်နယ်မြောက်ပိုင်းရှိတိန်ဒီအပါဝင်မြို့များကိုပြန်လည်ရယူလိုနေပြီး၎င်းလက်လွတ်ဆုံးရှုံးထားရသောနေမည်များကိုတောင်းယူခြင်းများတိုးမြင့်လာနိုင်ကြောင်းတောင်းယူမရပါကတိုက်ယူသည့်အထိဖြစ်လာပါကနှစ်ဖက်အပြစ်ရရေးချိုးပေါက်ပြီးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်းအဆိုပါသတင်းရင်းမြစ်ကဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတစ်တွင်လက်ရှိရရှိထားသောစစ်ရေးရဲစဲရေးသဘောတူညီချက်မှာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ကြောင်းစစ်မှန်သောငြိမ်းချမ်းရေးရရှိရေးဝေးလံနေစေဖြစ်ကြောင်းကိုကန့်အထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAAE စေဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Pandiran ကအောက်တိုဘာ25ရက်နေ့ MNDAAE 2025ခုနှစ်အပတ်စဉ်တိကေတာများအလစ်ချတင်နန်းစင်ပွဲတွင်သတိပေးပြောဆိုခဲ့ပါသည် ဆက်လက်ပြီးနေဆက်မြို့မောတောင်ကို KNU KNLA ဦးဆောင်တဲ့ပူပေါင်းတပ်သိမ်းပိုင်ခက်ခဲကြမ်းတမ်းတဲ့လန်ခီးတွေကြုံရပြီးမယ်အာနာရှင်စနစ်ကြဆုံးရင်ဒီဇိုင်းမမတ်လောက်သွားပြီလို့ KNU ကပြည်သူတွေကိုအတိပေးတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာထိုင်းနယ်စပ်မြို့ဖြစ်တဲ့တနင်္သာရီတိုင်းကမောတာမြို့ကို KNU KNL ဦးဆောင်တဲ့ဒေါ်လန်ရစ်တက်ပြီကဒီကနေ့နိုဝင်ဘာ14ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။စေကောင်စီရဲ့အမှတ်224ချင်းလင်းတက်ရင်ခါလာရ224အခြေစိုက်တဲ့မောတာမြို့က နေဆက်ပြူဟာစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီဦးဆောင်တဲ့ဘူပေါင်းတပ်တွေကနိုဝင်ဘာ12ရက်မနက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စစ်ရေးသတင်းလုံခြုံရေးအရထိုးစစ်ဆင်နေစဉ်မှာတိုက်ပွဲသတင်းကိုမဖော်ပြသေးဘူး KNL တပ်မဟာလီတာဝန်ရှိသူကသတင်းဌာနကိုမြစ်တာရက်ခံခဲ့ပါတယ်။ဒီကနေ့မှာတော့စစ်တပ်စခန်းကိုတော်လှန်ရေးတပ်ကအပိဓာတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ14ရက်မနက်ပိုင်းမှာ ောတောင်ပြူဟာစက္ကန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစုစုပေါင်း90လောက်ဟာစက္ကန်းစွန့်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။စစ်တပ်ရောရဲရောပြူစောတီရောအခုလုံး90ကျော်လောက်ရှိတယ်။ခလာရ224ထိုင်းလားအဲ့ဒီနယ်စပ်ပြူဟာကုန်းစက္ကန်းမှာထိုင်းဘက်ကိုပြေးသွားတာမောတောင်မှာစက္ကစစက္ကန်းကအဲ့ဒီတစ်ခုပဲရှိတာစက္ကန်းကအဲ့ဒီပြူဟာတစ်ခုပဲရှိတာသူတို့ထွက်ပြေးသွားတော့မြို့ကိုတော်လန်ရေးတပ်တွေကရှာပြီးပေါ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ထိုင်းနိုင်ငံတဲကိုထွက်ပြေးသွားတဲ့စစ်ကောင်စီအဖွဲ့မှအရာရှိ၃ဦးကဒဏ်ရာနဲ့ထွက်ပြေးသွားတာဖြစ်လို့ထိုင်းအာဏာပိုင်တွေကစေယုံတင်ပေးထားတယ်လို့၎င်းကစက်ပြောပါတယ်။လက်နက်တွေကသူတို့တချို့ယူပြီးထိုင်းထွက်ပြေးတာလည်းပါတယ်။လနဲ့တချို့တော့တိမ်ရတယ်အရာရှိ၃ယောက်ကထိုင်းရရလို့ထိုင်းစစ်ရုံမှာတင်ထားတယ်ကြားတယ်ထိုင်းဘက်ကတင်ပေးထားတာလို့ပြောပါတယ်စစ်တပ်ကမြဝတီတင်ငန်းကြီးနောက်နဲ့အာရှအဝေးပြေးလမ်းမကိုတံပြန်ထိုးစစ်ဆင်ပြီ ဆုံးရှုံးထားတဲ့နေအိမ်တွေကိုပြန်လည်သိမ်းနိုင်ချိန်မှာ KNU KNL ကလည်းတနင်္သာရီတိုင်းမှာထိုးစစ်ဆင်ပြီးနေဆက်မြို့ကိုပြန်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ Prosotoni ကလည်းခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးတွေနဲ့ကြုံရပေမဲ့လို့တလန်းချင်းဆက်ပြီးအာနာရှင်စနစ်တွေကြာဆုံးရေးအတွက်ဒီဇိုင်းမမဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာပြည်သူတွေကိုထပ်မံအသိပေးချင်ပါတယ်လို့မောရောင်မြို့သိမ်းနိုင်ခဲ့တဲ့အပေါ်မှတ်ချက်ပြုပါတယ်။စစ်စခန်းကိုအတိုက်ခံရပြီးအထိနာချိန်မှာစစ်တပ်ကတိုက်လေရင်နဲ့ပုံကျဲခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတာရင်စစ်တပ်ကပုံကျဲတာကြောင့် မောတောင်မြို့ခံတွေဟာထိုင်းမြန်မာနယ်စပ်မောတောင်စင်ခွန်နယ်စပ်မြေအနီကိုတွားရောက်တိမ်းရှောင်နေကြရပြီးထိုင်းအာဏာပိုင်တွေကအစားအသောက်အချို့ပေးဝေခဲ့ပါတယ်။ဒါပြင်တိုက်ပွဲအတွင်းမှာမောတောင်မြို့ကတအုပ်လေးတန်ရာရရှိခဲ့လို့ထိုင်းဘက်ကစစ်ရုံမှကူတာရတယ်လို့စုံစမ်းသိရှိရပါတယ်။မောတောင်မြို့ဟာထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံပရာကျုတ်ဂရီကန်ခရိုင်ကစင်ခွန်မြို့နဲ့ထိစပ်နေတဲ့ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။မောတောင်ကုန်သွယ်ရေးစခန်းကို2013မေလမှာစတင်ဖွင့်လှစ်ခဲ့ကလက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ကုန်သွယ်ရေးစခန်းပိတ်ထားပါတယ်။ စစ်တပ်အတွက်ရွေးကောက်ပွဲလုပ်မယ်ကြေညာပြီးတလကျော်တာလူတော့ချိန်မှာနေဆက်ကအရေးပါတဲ့မြို့တမျိုးလက်လွတ်ဆုံးရှုံးရတာဖြစ်ပါတယ်။ကျမတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လဲချမ်းမြေကြပါစေရှင်။